အချုံဝိမီယာနဲ့ပတ်စံတိုင်းတင်ဆက်ပေးနေတဲ့အဲဒီတာနဲ့အတူစီးရင်နိုင်ငံရေးဆွေးနွေးခြင်းအစီအစဉ်ကနေဒီမှာပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါ။ဒီတစ်ပတ်ပြန်တွေ့ရတာဝမ်းသာပါပဲ။ဟုတ်ကဲ့ဆရာ။အဲဒီတစ်ပတ်ကတော့ဒီလက်ရှိကချင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စီးရေးအခြေအနေတွေကိုအခြေခံပြီးမှဆွေးနွေးတော့ဖို့စီစဉ်ထားပါရစေ။ဟုတ်ကဲ့ကျွန်တော်တို့မြေပြင်မှာတိုက်ပွဲ တန်တူကြားနေရလို့ဝေဟေမှာလည်းကျွန်တော်တို့ဘုံကျင်းလေလေရင်တန်နေလေကြားနေရတယ်ဘောနော်ခုနကဆရာပြောရတယ်လို့ပဲပေါ့နော်အာဒါစစ်ကောင်စီဘက်ကရောဒီ gain a gain ဘက်ကရောဒါရာရီအပြစ်ရက်မယ်ဆိုပြီးမှဒီပြောဆိုထားကြပေမဲ့ဒီတလောအတွင်းမှာပဲပေါ့နော်ဒီလဝါပေါ့ပြီးတော့ဒီ indoor data ပြီးတော့ white mode data ဒီအဲ့ဒီနေရာတွေမှာဒီစစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကရပ်မသွားတဲ့အတွက်ဒီတိုက်ပွဲတွေဖြစ်ပွားနေရပေါ့လေဆရာဒီအခြေအနေတွေကဘလို့အနေထားမျိုးကိုညွှန်းဆိုပြပြနေရမျိုးဖြစ်မလဲဆရာဒီစစ်ကောင်စီကတော့ကျွန်တော်မြင်တာသူကမလွဲမရှောင်တာပေါ့နော်ဒီယာယီပြစ်ခတ်တက်ခတ်မှုရက်စည်ရေးဆိုတဲ့ဟာကိုအဖြစ်သဘောမျိုးထုတ်ပြန်ခဲ့ရတယ်လို့ကျွန်တော်အဲ့လိုနားလေလိုက်တယ် မတ်28ရက်နေ့မှာလုတ်ခတ်သွားတဲ့ငလင်ရဲ့နောက်ဆက်တွဲအကျူးဆက်တီကကြီးမားကြေပြန့်စွာဖြစ်ပေါ်နေတဲ့အတွက်သူကဒီဟာကိုမလွဲမရှောင်တာယာယီပိတ်ခတ်တက်ခိုင်းမှုရက်စရေးဆိုပြီးမှထုတ်ပြန်လိုက်တယ်။ဒါပေမဲ့ဒီဟာကိုကျွန်တော်အခုပြန်ဖတ်ကြည့်တဲ့အခါမှာ အပိုက်လေးမှာပါတဲ့အချက်တီအရာဒီသူတို့ရဲ့ယာယီပိတ်ခတ်တက်ခိုင်းမှုရက်စရေးကိုပြန်တုံးတက်ကြည့်ရင်ထုတ်ပြန်ချက်ဆိုတာထက် ီတိုင်းနာတော်လန်ရဲ့အဖွဲ့တွေနဲ့ ီအခြားတော်လိုင်းရဲ့အဖွဲ့တွေကိုအမိန်ပေးထုတ်ပြန်ချက်လို့တော့ကျွန်တော်ကအဲ့လိုထားရင်းနေပေါ့အဲ့လိုတော့ခံစားမိတယ်ဒီအချက်လေးထဲမှာပါပါလေးဆိုရင်ဒီတိုင်းရင်းသားလက်နက်ကန်တော်လိုင်းရဲ့အဖွဲ့တွေနဲ့ဒီအခြားဒီတော်လိုင်းရဲ့အဖွဲ့တွေကိုသူကဒီအများပြည်သူသွာလာရေးအကူအနောက်ရှက်မပေးဘူးလမ်းကြောင်းတွေကိုအဲထိခိုက်စေတဲ့ဒီပြုမှုဆောင်ရွက်မှုတွေကိုမလုပ်ဘူးပေါ့အဲပြည်သူရဲ့အသက်ဥင်စည်းစိမ်တွေကိုထိခိုက်စေတဲ့ဟာမျိုးမလုပ်ဘူးအတွက်ပေါ့ပြီးနောက်တစ်ခုကသူတို့ပြောတဲ့စကားအရဆိုရင်သူတို့ကလုံခြုံရေးနဲ့တရားဥပဒေစုမှု းရေးကိုဆောင်ရွက်နေတဲ့ဟာဒီဟာမျိုးလုံခြုံရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာမျိုးမလုပ်ဖို့အတွက်ပေါ့ဆိုလိုချင်တဲ့ဟာကဒီစစ်ကောင်စီဒူရူအာနာသိမ်းပြီးနောက်ပိုင်းမှာဘဒူကပြည်သူတွေရဲ့အသက်ဥယင်စီစဉ်ကိုဖျက်ဆီးနေရလဲဒါတနိုင်ငံလုံးတိပြီးသားပေါ့နော်အဲဒီလူမျိုးတွေကိုဆောင်ရွက်ရင်တဲ့အဲဒူရူစစ်ကောင်စီအနေနဲ့ပြည်သူကာကွယ်တဲ့အနေဖြင့်တုံ့ပြန်မှုတွေလုပ်ဆောင်တော့မယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီအာနာသိမ်းရဲ့အခု၄နှစ်ကျော်ကာလမှာ ပြည်သူတွေကသူတို့ကိုကြောက်နေရတာစစ်ကောင်စီကိုကြောက်နေရတာဒါသူတို့ကပြည်သူကိုကာကွယ်မယ်ဆိုတဲ့စကားပြန်ပြောတဲ့ဟာဒါစစ်ကောင်စီကဒါပြောင်းပြန်ပြီးပြောနေတာသူ့ရဲ့လက်ရှိအခြေအနေပကတိကိုသူလက်မခံဘဲနဲ့ပြောမယ်ဆိုရင်တော့သူကလူပြန်ဟစ်တယ်ဆိုတဲ့ဟာမျိုးပြန်ပြီးမှသူကသူ့ရဲ့အဖြစ်မှန်ကိုဖုံးကွယ်ပြီးချင်းချောက်နေတဲ့မန်ဖြီးပြတဲ့ပုံစံမျိုးပေါ့နော် အဲအဲ့အဲ့အတိပ္ပယ်မျိုးပါပဲပြောမယ်ဆိုရင်တော့စစ်ကောင်စီရဲ့ယာယီပြစ်ခတ်တက်ခိုက်မှုထုတ်ပြန်ချက်ဟာတကယ်ပြစ်ခတ်တက်ခိုက်မှုရက်စေးချင်တဲ့စေတနာမှန်မရှိဘူးဆိုတာဒီထုတ်ပြန်ချက်ကိုဖိုက်ကြည့်ကြတဲ့အနေကျွန်တော်တို့နားလေပြီးသားပါတော့ဒါပေမဲ့ဒီ KO ဘက်ကတော့ဒူရုထုတ်ပြန်ချက်ထုတ်တဲ့ နောက်ပိုင်းမှာ KO ဘက်ကလည်းထူးစစ်ရမယ်ဆိုပြီးမှထုတ်ပြန်လိုက်တယ်။ဒါပေမဲ့ဒီအခုကျွန်တော်တို့ပြောနေတဲ့ဒီအပိုက်လေးထဲမှာအပိုက်လေးထဲမှာပါတဲ့အချက်တွေကဒေါ်လာရဲ့အဖွဲ့တွေပဲမဟုတ်ဘဲနဲ့စစ်ကောင်စီလည်းလိုက်နာရမယ်ဆိုတဲ့အချက်လည်းသူတို့တခါလဲထိထိလိုက်တာပေါ့နော်။ဆိုတော့ဒီအချက်တွေကတစ်ဖက်ကပဲလိုက်နာလို့ရှိရင်မီဒီယာမှာထိတွေ့မှုတွေတိုက်ပွဲတွေကဖြစ်လာမှာပဲ။တကယ်တမ်းစစ်ကောင်စီကဒီ လူမျိုးငလင်ကြောင့်အကြက်တဲဖြစ်နေတဲ့ကာလမှာပြစ်ခတ်တက်ခတ်မှုရက်စေးခြင်းနဲ့ဆိုရင်ဒီအပိုက်လေးဟာမျိုးကိုမထည့်ရင်လည်းထုတ်ပြန်လို့ရတယ်ဘောနော်ဆိုလိုချင်တာဒီကာလမှာတော်လန်ရဲ့ဘက်ကထုတ်ပြန်တဲ့ဟာမျိုးအဲထူးစိတ်ကိုအဲယာယီအဲရက်ဆိုင်မယ်နှစ်ပတ်ရက်ဆိုင်မယ်ဒါမှမဟုတ်လည်းတစ်လရက်ဆိုင်မယ်ရေပေါင်းဘလောက်ရက်ဆိုင်မယ်ပေါ့ ဲ့လိုမျိုးအဲသဘောယူနဲ့စေတနာမှန်မှန်နဲ့ထုတ်ပြန်လိုက်ရင်သူတို့အပိုက်လေးမှာပါတဲ့အချက်တည်းကအဲ့လိုမျိုးတကူတကထိတ်စရာမလူဘူးပေါ့နော်ဒီလူစိတ်ရှိရဲ့လူတွေကဒီလိုမျိုးကာလမှာဘယ်သူမှဒီတပူပေါ်နပူစင်ဖြစ်စေမဲ့လေလုံရမျိုးတွေကိုလုံးမမဟုတ်ဘူးပေါ့ဥမာဒီ KNU ဆိုရင်သူတို့ပြောတာပေါ့လာဒီထုတ်ပြန်ချက်ထုတ်ခြင်းမထုတ်ခြင်းတဲ့စာရင် တကယ်လူရက်ကအဓိကကြရတဲ့ဆိုရဟာမျိုးဒါအခုကျွန်တော်တို့လက်တွေ့ကြည့်ရင်ပေါ်လွင်နေပြီပဲပေါ့နော်အဲသူတို့လေချောင်းနဲ့ပြစ်တဲ့ဟာကသူတို့ရဲ့ရာရဲ့ပြစ်ခတ်တက်ခတ်မှုရက်စရဲထုတ်ပြန်ချက်ကိုချူဖောက်လို့သူတို့လေရင်ပုံကျရတဲ့ဆိုရရေမေရှားဖို့အတွက်တက်တက်ဂွင်းစင်ပြီးမှထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်လိုပဲကျွန်တော်အဲ့လိုလဲကောက်ကောက်ချက်ဆွဲမိတာပေါ့နော်ဒီထုတ်ပြန်ချက်ကငကူတရားနေဒီစစ်ကောင်စီလိုက်နာမဲ့ထုတ်ပြန်ချက်မျိုးမဟုတ်ဘူးသူတို့ရဲ့လေချောင်းတက်ခတ်မှုတွေရေမေရှားကောင်းဖို့အတွက်ထုတ်ပြန်တယ် ိုရဲအချက်မျိုးပါဝင်နေတယ်ဆိုရဲဟာကကျွန်တော်တို့အစကတည်းကနေရိပ်မိပြီးသားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဆရာဒီအခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေကိုကြီးလိုက်မယ်ဆိုလို့ရှင်လည်းခုနကညီမပြောခဲ့တဲ့ဒီဖကန်းကိုတက်တဲ့လမ်းကြောတွေပြီးရင်အဲ့ဒီဝိုင်းမော်ဘက်တချောတွေဒီနေရာတွေမှာပဲတစ်ခါတစ်ခါပြန်ပြီးမှဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်ဆရာ ဲ့လိုဆိုတော့ဒီအဲ့ဒီ data တွေနဲ့ပတ်သက်ပြီးမှစတက်ကဘလို view ဟာမျိုးရှိလိမ့်မယ်လို့ဘလို CA view ဟာမျိုးဆွဲထားဆွဲထားလိမ့်မယ်လို့ဆရာထင်မြင်မိပြီလေ။ Okay ဖက်ကလူမျိုးကသူတို့လက်မလွတ်ချင်တဲ့ data ပေါ့နော်။ဒီ TN စာဒတကယ်ကဘာကျော် TN စာဒနေမြေပေါ့။ပြီးရင်ဒီ TN စာဒဖက်က data ကထွက်တဲ့ဟာက ခေတ်ဆက်ဆက်ဒီစစ်တပ်တွေကိုဘလောက်ထိတရားစာရကြောင့်သူတို့ဘလောက်ထိအကျိုးများရရှိခဲ့ရဲဆိုတာသူတို့အသိဆုံးပဲပေါ့ဆိုတော့အခုဒီအရှေ့မြောက်ကချင်ပြည်နယ်အရှေ့မြောက်ဘက်မှာရှိတဲ့နဂူတူတို့ရဲ့စူးမိုးနေမယ်ဒီမြေရှားထွက်တဲ့ဒေတာလည်းသူတို့လက်လွတ်လပ်ရတယ်လက်လွတ်ခဲ့ရပြီဆိုတော့ဒီဖက်ကန့်လူမျိုးဟာကိုသူတို့အလင်းငိုက်လူချင်းတဲ့ပုံစံမျိုးလည်းရှိရပါပေါ့ ီဘက်ကတော်လန်ရဲ့တပ်ဖွဲ့တွေကလည်းထူးစစ်ကိုရပ်ထားတဲ့ပေါ်ဆောင်ဖို့အတွက်ငကူစစ်စင်ထားတာရှိရင်တောင်မှတန့်ထားရတဲ့အနေထားပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အကာလမှာဒီဟာကိုအခွင့်ကောင်းယူပြီးမှဒီစစ်တပ်နဲ့ဒူဒူနဲ့ပူးပေါင်းတဲ့ဒီလက်နက်ကန်တပ်ဖွဲ့တွေပြည်သူစစ်တွေကအမြေပြင်မှာတွေ့တူးဆန်းနေပြီးရင်အခွင့်ကောင်းအလင်းငတ်ရဖို့အတွက်စီရဲလှုပ်ရှားမှုပုံတံတန်မျိုးတော့ရှိရလို့ကျွန်တော်တို့ဒီတည်င်းချက်လက်တွေရပြန်ပြီးမှတုံတက်မယ်ဆိုရင်တော့အဲ့လိုတော့တုံတက်လို့ရတယ်ပေါ့ ဟိုအဲ့လိုဆိုတော့လေဆရာဟိုတစ်ဖက်ကနေစဉ်းစားကြည့်ရင်ဒီတို့အခုတို့ဘက်ကနေပြီးမှစပြီးမှထိုးစစ်ဆင်လှုပ်ရှားနေတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီအခုတို့လုံနေတဲ့စစ်ရေးအခြေစစ်ရေးပြူဟာလို့ပြောရမလားနော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုကစစ်ရေးလှုပ်ရှားမှုအခင်းချင်းကဒီဗမော်တိုက်ပွဲရဲ့အခြေအနေနဲ့ဆက်ဆက်နေတာမျိုးရောဖြစ်နိုင်မလားဆရာ အဲ့ဘမောတိုက်ပွဲရဲ့ net ဆက်ဆက်ဒီ AOT တကြောမှာလှုပ်ရှားတဲ့ဟာတွေရောစောစောပြောတဲ့ AOT အနောက်ဘက်မှာလှုပ်ရှားနေတဲ့ဟာတွေရောအကုန်လုံးက KOKIA ရဲ့ ပေါ်မစစ်စင်ရေးစစ်မဲ့နာမှာကြီးပဲ in army ဖြစ်နိုင်ဖို့အတွက်တဖက်ကနေဒူးဒူးအဲ့လိုမျိုးစည်ရဲပြူဟာကစားတာလည်းဖြစ်နိုင်တာပေါ့ပြင်နောက်တစ်ခုကအခုဒီကြားထဲမှာဒီရဲပိုင်းမှာပဲအချင်းပြင်းနေနေနီးစက်တဲ့အင်ဒိုစခန်းကုန်းတွေလည်းလက်လွတ်ဒီတော်လန်ရဲဘက်ကတင်ပိုက်ရရှိနိုင်ခဲ့တယ်ဒီဒီရှေ့ပိုင်းမှာပေါ့နော်ဒီအင်ဒိုမြို့ အဲ interview တင်တိုက်ပွဲအပြည့်မတက်ခင်မှာကျွန်တော်တို့တည်င်းဒီတိုက်ပွဲတခုတည်င်းတခုတက်လာပေါ့ဒီကတားနေ interview စစ်ကူတော့တဲ့ဒီစက္ကစစစ်ချောင်းတွေကို ော်လန်ရဲ့တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ပြီးမှအင်းတော်ကိုမရောက်နိုင်ဘဲနဲ့ဒီတပ်ပြက်ပြီးမှ PUP ရဲ့ထွက်ပြေးခဲ့ရတယ်ဆိုရဲတည်င်းတပုတ်ရှိခဲ့ရပေါ့အဲ့ဒီဟာတွေကဒီစစ်ကောင်စီရဲ့အင်းတော်ကတာဒီဘမောဒီကြောမှာသူတို့ရဲ့စစ်အင်အားတွေဖြည်းဖြည်းနဲ့ချိနဲ့လာတယ်ဆိုတဲ့ဟာမျိုးကိုအခုတည်င်းတွေရဆိုရင်အဲ့ဒီဟာမျိုးတွေကိုမြင်တွေ့နေရပြီလို့ပေါ့နော်ဒါကြောင့်မို့သူတို့ကဒီဘမောထဲမှာအဓိကအဖြစ်အရင်ကျွန်တော်တို့ဆွေးနွေးခဲ့လူမျိုးပဲလေကြောင်းကိုအဓိကထားပြီးမှတိုက်ခိုက်နေတယ် ဒီထဲမှာသူတို့ကဒီဝိုင်းမော်လိုမျိုးမပါခါနဲ့နီးတဲ့စစ်ကိုအင်နာဖြိဖို့အတွက်လွယ်ကူတဲ့ဒီဘက်မက်နဇာမှာသူတို့ကစစ်မက်နာ ဖွင့်ကစားတဲ့တဘောမျိုး ဟိုဘက်အရောက်ဒီနောက်ဘက်ကန်ဒီလီဒူလန်တနိုင်းလန်တနိုင်းလန်ဂျောနဲ့ဒီဖကန်လန်ဘက်တွေမှာသူတို့ကအဲ့လိုမျိုးတော်လန်ရဲ့တပ်ဖွဲ့တွေရဲ့စစ်တင်အားဒီသူတို့နေရာဖြန့်ပြီးမှ in အားဒီပြန့်တော့အောင်ဆိုတဲ့ပုံစံမျိုးနဲ့ကစားတာလည်းဖြစ်နေတာပေါ့နော်ဒါကျွန်တော်တို့ဒီစစ်ရဲကြုံးကျင်သူမဟုတ်ပေမဲ့ဒီဒီမြေပြင်မှာကျွန်တော်တို့တည်င်းလိုက်ရင်းနဲ့တရှိနားလေလာရတဲ့ဒီစစ်ရဲတည်င်းအချက်လက်တွေကိုကျွန်တော်တို့အုံတတ်မယ်ဆိုရင်တော့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်လို့ တုံးတက်မိတာပေါ့ညီမဟုတ်ကဲ့ ဒီဟာကလည်းဆရာရဲ့တုံးသက်ဆွေးနွေးမှုအပိုင်းပေါ့နော်ညီမဘက်ကနေမှဟိုတစ်ချက်သွားမြင်တာကျတော့လေဒီလိုမျိုးအခုလိုဒီစစ်တပ်ဘက်ကဒီလိုနေရာတွေကို ပြန်ပြီးမှထိုးစစ်ဆင်ဖို့လုပ်နေတာကဒီဗမော်ကိုသူတို့လက်လို့ရဖို့တေချာနေတဲ့အနေထားမျိုးမှရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီတခြားနေရာကိုတော့ပါမတော်အောင်ငါတို့ကြိုးတင်ကာဝယ်လိုက်မယ်ဆိုတဲ့အခြေအနေမျိုးနဲ့ရောဖြစ်နိုင်မှာဆရာဟုတ်တယ်အဲ့ဒါလည်းဖြစ်နိုင်တာပေါ့ဟိုဗမော်ကတော့အရင်ပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီဗ မောတိုက်ပွဲနဲ့ပတ်သက်ပြီးမှတုံတက်ဆွေးနွေးတဲ့အချက်တွေထဲမှာကျွန်တော်တို့ထည့်သွင်းတုံတက်ထားလို့မျိုးပဲဗမောဟာတော်လန်ရဲ့တပ်ဖွဲ့တွေတွေအတွက်လည်းဒါမရမနေတိုက်ခိုက်ရမယ့်မျိုးတစ်မျိုးဖြစ်နေပါပေါ့ဆိုတော့အခုအဲမာယူဆန်ဆွေးနွေးလို့မျိုးပဲဗမောကိုသူတို့လက်လုပ်ဖို့အတွက်နီးလာတဲ့အတွက်ရတဲ့လောက်ဒူရူကအချင်းကိုဆွဲဆန့်ထားနိုင်ဖို့အတွက်အခြားဘက်မှာစစ်မျက်နှာဖွင့်ကစားခြင်းတဲ့ပုံစံမျိုးလည်းဖြစ်နေတာပေါ့ ဟုတ်ကဲ့ဆရာဒီကနေ့ရဲ့ဆွေးနွေးမှုအစီအစဉ်ကတော့ဒီမှာပဲညနာပါရစေဆရာအချင်း wave ကိုစောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်တစ်ပတ်မှာတော့ဘယ်လိုမျိုးခေါင်းစဉ်နဲ့စီရင်နိုင်ငံရေးတွေတုံ့တက်သွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်အားပေးကြပါအောင်ရှင်